နိုင်ငံတကာမှာသဘောအလုံးဖျက်များမင်းလာခင်ဗျာဘာမှဆက်များကနေပြလဲကြိုးလိုက်ပါရင်ဒီခါနေရာမှာကင်မရာကနေမထင်မှန်ပဲဖမ်းယူမိလိုက်တဲ့ထူးဆန်း၆ချောင်းပွဲတော်ပါရင်ဖျက်တွေကကျွန်တော်တို့ရဲ့လက်တွေ့ကဘာကြီးဟာတိတ်ပန်စိတ်ကူးရင်ဇလန်းနေထဲမှာပဲရှိနိုင်မယ်လှုပ်ရက်ချက်တွေနဲ့ပြင်းထန်နေသလားလို့တွေးထင်စရာဖြစ်စေတတ်ပါရင်ဒီနေ့မှာတော့ကျွန်တော်တို့ဟာကင်မရာမှတ်တမ်းတွေမှာဖမ်းမိခဲ့တယ်လို့ဆိုကြရင်တံပန်နဲ့မတူတဲ့သွေးပြန်ထိမ့်လန့်ပွဲဟာတတ်တော်ပါရင်ဖျက်ဆန်းနေအကြောင်းစူးစမ်းလေ့လာကြပါဖြစ်ပါရင် ဒီရာရင်ဟာတကယ်ပဲရှိနေတာလားဒါမှမဟုတ်ကျွန်တော်တို့ရဲ့အမြင်အာရုံကိုလှည့်စားနေတာလားဆိုတာကိုတော့ကိုယ်တိုင်ပဲဆုံးဖြတ်ကြည့်ကြအောင်ပါတိုက်ခန်း brain ball ကချောင်းကြည့်နေတဲ့မျက်နှာဒီ Taylor ဘွယ်ပွင့်ကိုတော့ Reddit အသုံးပြုသူ Dreezy က online မှာတင်ခဲ့တာပါသင်ချာကြည့်လိုက်ရင် brain ball အခြေကနေပါဇက်အဟောင်းသားနဲ့ဖြူဖြောပြောမျက်နှာတစ်ခုချောင်းကြည့်နေတာကိုတွေ့မြင်နိုင်ပါတယ်ပုံကြီးတက်တက်ဆိုရင်တော့တင်ပြီးအောင်ဆရာမကောင်းပေမဲ့ဒီပုံနဲ့တွဲဖက်ပါလာတဲ့ဇာတ်လမ်းကတော့တကယ်လို့သာမှန်ခဲ့မယ်ဆိုရင်တော်တော်လေးကြောက်စရာကောင်းတဲ့တင်ဆက်မှုတစ်ခုဖြစ်လာစေပါပါ Dreezy က ကျွန်တော်ဒီပုံကို2013ခုနှစ်လောက်ကရိုက်ခဲ့တာပါကျွန်တော်တို့ဒီတိုင်ခမ်းမနေတော့ကအခြေတန်နေကြတာတကားနေသူ့လိုလိုပိတ်သွားတာမီးတွေပွင့်လိုက်ပိတ်လိုက်ဖြစ်တာ brain bow လိုက်ကတွေအများတန်း brain bow ကနေပြုတ်ကြတာမျိုးတွေကအများတန်းကြုံတွေ့ခဲ့ရပါမယ်ဘယ်တော့မှတကယ်ဘာမှမဖြစ်ခဲ့ဘူးပါဘူးမမြင်ခဲ့ဘူးပါဘူးဒီနေ့ကျွန်တော်လှုပ်သွားခဲ့ရင်ကျွန်တော်အခံကလိုက်ကတွေက brain bow မှာတယောက်ကအတွင်းကနေဖဲချိနေတယ်လို့မျိုးကတ်နေတာကိုသတိထားမိလိုက်တယ်ဒါနဲ့ကျွန်တော်အမေကိုနောက်ပိုင်းပြဖို့ဟေးကြည်စမ်းပါအောင်လိုက်ကတွေကတယောက်ကကတ်ပြီးဖဲချိနေတယ်လို့ဖြစ်နေတယ်ဆိုပြီးဓာတ်ပုံရိုက်ခဲ့တာပါ ဘရင်မကမျက်နှာကိုတော့ဘယ်လိုမှရှင်းပြလို့မရခဲ့ဘူးအဲ့ဒီအချိန်မှာအိမ်မှာကျွန်တော်ခွေးကလဲလို့ဘယ်သူမှမရှိခဲ့ဘူးလို့ရေးသားထားပါရင်တင်းချန်လေးကတရဝါဆန်းတစ်တော့အသုံးပြုသူ site talker မျှဝေထားတဲ့ဗီဒီယိုထဲမှာတော့ညအချိန်မတော်လူတယောက်ရဲ့နောက်ဖေးခြံဝင်းထဲမှာလေးဘက်ထောက်ပြီးတွားသွားနေတဲ့ထူးဆန်းပြီးဖြူဖြော့ဖြော့တရဝါတကောင်ကိုဖမ်းမိထားပါရင်သူ့ရဲ့လှုပ်ရှားမှုတွေကလေးဘက်ထောက်ပုံစံဖြစ်ပြီးတာမန်လူအလို့ပြောရအောင်လဲအလွန်အမင်းပိန်လေးလို့ပါရင် သူ့ရဲ့ခြေနဲ့အင်္ဂါတွေကရှင်လျားပြီးတမျိုးတမီဇက်တောင်ဇက်တောင်နိုင်လာတယ်လို့သူ့ရဲ့လှောင်ရှားပုံတစ်ခုလုံးမှာတစ်ခုခုတော့လဲချော်နေတယ်ဆိုတာထင်ရှားပါတယ်လူတော်များများကတော့တထောင်ပြင်းနဲ့အစောပိုင်းကာလတွေကလေးကအင်တာနက်စာမျက်နှာတွေပေါ်မှာပြန့်နှံ့နေခဲ့တဲ့ Derek လို့ခေါ်တဲ့ကြောင်းမက်ဖွယ်တရဝါပုံပြင်နဲ့ချက်ချင်းဆိုလိုနှိုင်းရှင်ပြောဆိုကြပါတယ်ဒီဗီဒီယိုတွေကတရဝါကလည်းအဲ့ဒီပုံစံနဲ့အတော်လေးကိုဆင်းတူးနေပါတယ်သူကဘာမှထွေထွေထူးထူးလုပ်မနေပါဘူးဒီအတိုင်းလေးပဲတွားတွားနေတာပါဒါပေမဲ့ကြည့်ရတာကြက်သိမ်းချစရာကြီးပါဗျာ လူတယောက်ပြောဖို့ကပိန်လုံးမီအရက်ရှည်လုံးနေတယ်ကျွန်တော်မြင်မှုသမျှတိရစ္ဆာန်တွေနဲ့လည်းလုံးဝမတူဘူးတကယ်ကိုမရှိသင့်တဲ့တရဝါတကောင်လိုပါပဲပင်ဆယ်ဗေးနီးယားမီဂိုချားကပုံရင်အောင်ဒီเจ้าဆရာပုံရင်ကိုတော့ Reddit အသုံးပြုသူ Dad Yuki ကတင်ခဲ့တာပါသူကပြီးခဲ့တဲ့ပေးရက်ကကျွန်တော်နဲ့ကျွန်တော်ညီကိုရင်ပင်ဆယ်ဗေးနီးယားမှာကမ်ပိန်းလုပ်ရင်ည8တော်တွင်ခီးသွားခဲ့ကြပါတယ်ခီးစဉ်ကရိုက်ခဲ့တဲ့ဓာတ်ပုံတွေကိုပြန်ကြည့်ရင် Instagram မှာတင်ဖို့ဓာတ်ပုံတွေကိုပြင်ဆင်နေတော့မှာပဲ မီးပုံရဲ့မီးခုံနောက်ွယ်မှာလူနဲ့အလွန်တူတဲ့ပွင့်ရောင်ပုံစံတစ်ခုကကျွန်တော်တို့ကိုစိုက်ကြည့်နေတာကိုသတိထားမိလိုက်ပါတယ်ကျွန်တော်တို့အဲ့ဒီမှာရှိနေတဲ့တနေလုံးတညလုံးဘာမှမမြင်ခဲ့ပါဘူးကျွန်တော်တို့ကတောထဲမှာ၅မိုင်လောက်နဲ့ပဲဘယ်သူမှမရှိတဲ့နေရာမှာပြီးတော့လူသွားလမ်းငယ်လေးတစ်ခုနဲ့လည်းတမိုင်လောက်ဝေးတဲ့နေရာမှာရှိနေခဲ့တာဆိုတော့ကျွန်တော်တို့ကဘယ်သူမှအနှောက်အယှက်မှမဟုတ်ဘူးလို့ယုံကြည်ခဲ့တာပါဒီဟာနဲ့ပတ်သက်ပြီးဘယ်လိုစဉ်းစားရမှန်းမသိဘူးတော်တော်လေးလည်းတုံလုံးခြောက်ခြားသွားခဲ့ရတယ်လို့យေတာထားပါရင်အမေဇုံမှာ Titan Nova လားမွေဘလူးကြီး နောက်ထပ်ရင်ခုန်စရာရိုက်ကူးချက်တစ်ခုကတော့အမေဇုန်တောင်းတဲ့ကြီးတွေကလာပါရင်ပေ90ရှိတဲ့မွေကြီးတွေဆိုတာကိုကြားယုံနဲ့မျက်လုံးလံပြပြီးမယုံနိုင်ဖြစ်တဲ့သူတွေတောင်ဒီဗီဒီယိုကိုကြည့်ပြီးဒုတိယအကြိမ်ပြန်စဉ်းစားမိသွားနိုင်ပါတယ်။ပရမတော့ရင်ကြီးရေနောက်တွေထဲမှာတခုခုလွန်းလွန်းသွားပုံကတိမ်ပြီးထူးကြတယ်လို့မထင်ရပါဘူး။အနာကိုနာမွေကြီးတစ်ကောင်လောက်ပဲဖြစ်မှာပါလို့တွေးမိနေပါတယ်။ဒါပေမဲ့ကင်မရာကမြင်ကွင်းကိုဆွဲချလိုက်တဲ့အခါမှာတော့ဒီအကောင်ကြီးရဲ့အမေရိကန်အီယာမအရွယ်စားကိုပါဆက်ဟောင်းသားတဲ့ငေးကြီးရပါတော့တယ်။ တချို့ကတော့ဒါဟာတမိုင်းမတင်မီခေတ်ကပေ40ကျော်တိရှေးလျားကြီးမှပြီးလွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာခရေကမျိုးသုံးပြောက်ွယ်သွားပြီလို့ယူဆထားတဲ့ Titan Nobu အောင်မွေဘလူးကြီးတွေဒီနေ့ခေတ်မှာပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့တော့ဆိုရပါတယ်။အမေဆိုလို့ကမ္ဘာပေါ်မှာလူသူအများပေါအနည်းဆုံးနဲ့စူးစမ်းရှာဖွေမှုမပြုရသေးတဲ့နေရာကြီးတစ်ခုမှာဒီလိုဘလူးတရဝါကြီးတစ်ကောင်ကဘယ်သူမှမသိအောင်ဆက်လက်ရှင်သန်နေမယ်ဆိုရင်လည်းဒါဟာအသေးချာဆုံးနေရာပဲဖြစ်မှာပါ။ဟုတ်ပါတယ်ဒါဟာကင်မရာရဲ့လှည့်စားမှုတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ရိုက်ကူးတဲ့တောင်းကြောင့်မွေကပိုကြီးနေတောင်လည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့တကယ်တောင်းတဲ့အထဲကမြေစင်းမှာကျွာစင်းခစ်ကနေတမ်းပြီးထွက်လာသလိုမျိုးတရဝါတကောင်အဲ့လောက်ထိချောင်းမွေစွာနှုတ်ရှားသွားလာနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့တခြားပါရီများဒီကဘာကြီးပေါ်မှာရှိနေသေးလဲဆိုတာကိုမတွေးဘဲမနေနိုင်တော့ပါဘူး။ဒါကြလေမှာကျွန်တော်တို့ဟာဒီကဘာမြေကြီးရဲ့မျက်နှာပြင်ကိုအပေါ်ယံလေးပဲကုတ်ချစ်ကြည့်ရသေးတယ်လို့ခန်းစားရပါတယ်။ဝိတ်ကွန်စင်ကဟိုတက်ဒဏ္ဍာရီဖြစ်သွားတဲ့ဟာသာ ဒီပုံကတော့တတိရှိတဲ့လူတစုကမီရှိုတက်ဖြတ်ခဲ့တယ်ဆိုရင်ဒါရဲ့သတိဆန်တကောင်ရဲ့ဓာတ်ပုံပါတယ်။ဒီဇလန်းကတော့ဝစ်ကွန်ဆင်ပြည်နယ်မြောက်ပိုင်းကရိုင်းလင်းတားဆိုတဲ့မြို့ငယ်လေးကနေလာတာပါ။အားလုံးက1890ပြည့်နှစ်တွေတုန်းကယူဂျင်းရှက်ပတ်လို့ခေါ်တဲ့ဒေသခံကုန်းတဲ့တူဦးကတောထဲမှာကြောင်းမက်ဖွဲ့တရဝါကြီးတကောင်နဲ့ကြုံတွေ့ခဲ့တယ်လို့ပြောဆိုရတာကနေစတင်ခဲ့တာပါ။သူရဲ့ဖော်ပြချက်အရအဲ့ဒီတရဝါမှာဖားကောင်အင်ယာမဆင်ကြီးတကောင်တို့ပြောရှင်နေတဲ့မြင်တာဒုက္ခိုင်နဲ့ခြေတံတူတွေနဲ့အတူကြီးမားတဲ့လက်သေးတွေ ဒိုင်နိုဆောကြောကပေးတော့အပြားမှာလှန်စွပါရင်အမိရှည်ကြီးရှိတယ်လို့ဆိုပါရင်ရှက်ပတ်ကဒီတားရဲကိုတတ်ဖို့ဒိုင်နမိုက်ကိုတော့အသုံးပြုခဲ့ရတယ်လို့ကြေကျော်ခဲ့ပါတယ်သူကမီးလောင်ကျွမ်းနေတဲ့အကျဉ်းအကျန်တွေရဲ့ဓာတ်ပုံကိုတော့ထုတ်ပြခဲ့ပြီးကမ္ဘာမြေပေါ်မှာသစဲလက်သက်ထထနေတဲ့ကြက်စားခဲသမျှတဲ့အရက်ဆက်ဆုံးအထူးဆန်းဆုံးအကြောင်းမဲ့ဖွယ်အကောင်းဆုံးဘလူးကောင်ကြီးလို့တော့တင်စားခေါ်ခဲ့ပါတယ်1996ခုနှစ်မှာတော့ရှက်ပတ်ကဘဝဝနိုင်တဲ့လူအနေငယ်နဲ့ ကရိုလိုဖောင်းစိန်ထားတဲ့ဒုတ်ရှိတချောင်းရဲ့အကူအညီနဲ့နောက်ထပ်ဟိုတယ်တစ်ကောင်ကိုအရှင်ဖမ်းမိခဲ့တယ်လို့ဆိုပြပါတယ်။သူကအဲ့ဒီအကောင်ကို I9 တာကောင်တီပွဲတော်နဲ့သူ့ကိုယ်ပိုင်အိမ်မှာပြသခဲ့ပြီးလူတွေကအပြော်သဘောနဲ့ချောင်းလန့်ဖို့ကြိုးတွေဆွဲပြီးလှုပ်ရှားနိုင်အောင်အောင်လုပ်ထားခဲ့ပါသေးတယ်။ဟုတ်ကဲ့ဒါရင်အားလုံးဟာဟာသားလို့ရတဲ့ခုပါပဲ။ရှပန်မြို့မှာမျက်နှာတော်တော်လေးပြောင်းသူအဖြစ်လူတည်များပါတယ်။စပန်ဆိုနီအဖွဲ့အစည်းကသိပ္ပံပညာရှင်တွေကစုံစမ်းစစ်ဆေးဖို့လာတော့မယ်လို့ပြောတဲ့အချိန်မှာတော့ဒီအပြောင်းအလဲကအဆုံးသတ်သွားခဲ့ပါရင် အဲ့ဒီအချိန်မှာတော့ရှက်ပတ်ကနောက်ဆုံးမှသူလုံးကြံခဲ့တာရအားလုံးကိုဝန်ခံခဲ့ပါရင်ဒါပေမဲ့အဲ့ဒီအချိန်မှာဟိုတက်ကဒေသခံဒဏ္ဍာရီတစ်ခုအပြင်ခိုင်မာဖြစ်တည်နေနေပါပြီဒီဇလန်ကတော်တော်လေးဥတက်စရာကောင်းလို့ထည့်ပြောပြတာပါချမ်ပလင်းရေကန်တွေကချမ်ဒဏ္ဍာရီလာရေတရဝတိတ်ကြောကြားလာတဲ့နက်စီဓာတ်ပုံလိုပဲဒီပုံကလည်းအတော်လေးနာမည်ကြီးပါရင်ချမ်ပလင်းရေကန်တဲမှာနေထိုင်တယ်လို့ဆိုကြတဲ့ချမ်လို့ခေါ်တဲ့တရဝရဲ့ဓာတ်ပုံအထောက်အထားတစ်ခုပေါ့နှစ်တည်းတခြားဒီတရဝကိုတွေ့မြင်ခဲ့ရတယ်ဆိုတဲ့တိုင်ကြားမှုပေါင်း300ကျော်ရှိခဲ့ပါတယ် ဒါပေမဲ့1989ခုနှစ်မှာတော့ဝါသနာရှင်တပ်ပုံဆရာမဒိုးဖြစ်တဲ့ဆန်ရာမန်စီကရေမင်းနဲ့ပြင်ပေါ်ကိုခေါင်းတစ်ခုထွက်ပေါ်လာတာကိုတွေ့ရှိခဲ့ပြီးအခုထက်ထိကြော်ကြားနေဆဲဖြစ်တဲ့ဒီတပ်ပုံကိုရိုက်ကူးနိုင်ခဲ့တာပါတချို့ကချန်သို့မဟုတ်ချန်ပီကိုမွေလိုမျိုးတရဝါလို့ဖော်ပြကြသလိုတချို့ကလည်းပလီစီယိုဆော့လို့ရင်းနေဒိုင်နိုဆော့တမျိုးနဲ့တူတယ်လို့ဆိုကြပါရင်ဘလိုပဲဖြစ်ချန်ဟာနယူးယောက်ပြည်နယ်ပော့တ်ဟင်နရီမြို့ရဲ့ဒေသခံအထင်ကြီးတကူဖြစ်လာခဲ့ပါပြီမြို့ထဲမှာသူ့ရဲ့အေယာမယုတ်ထုကြီးကိုတောင်တီဆောင်ထားပြီးနှစ်စဉ်နေတိုင်း ခြံနေပွဲတော်ဆိုပြီးကျင်းပကြပါရင်ဒေသအတွင်းကကားရေးဆေးဆိုင်နေစားတောက်ဆိုင်နေအမတ်တရပစီဆိုင်တွေကအစားသူတို့ရဲ့အမတ်စိတ်တွေကိုခြံရဲ့ပုံကိုထဲသွင်းအသုံးပြုကြပါရင်ဘာမောက်ပြည်နယ်ရဲ့မိုင်းနာလိဘေ့စ်ဘောအသင်းရဲ့နာမည်ကတော့ late monster ဖြစ်ပြီးခြံကအသင်းရဲ့လက်ကောင်ဖြစ်ဆောင်ရွက်နေတာပါဒါဟာခေတ်သစ်ဒန်နာရီလာတရဝါတကောင်ဖြစ်ပြီးလူတွေကလည်းရေကန်ကိုဆက်ဆောင်ကြည့်ရင်နောက်ထပ်တွေးရှိသူဖြစ်လာဖို့ပြောလို့နေကြဆဲပါမယ် new magazine ကိုကလူသားရောင်ရောင်တရဝါဆန်းလူကြီးမင်းတို့ဟာကိုပောင်ရင်ချင်းမှာအရာအလုံးပုံမှန်ပဲလို့ထင်နေရင်တော့ နယူးမဂါစီကိုပြည်နယ်စန်တာဖေးမြို့ရဲ့ညအချိန်မှတ်တမ်းတစ်ခုကတော့ခမရရဲ့အတွေ့အကြုံကိုပြောင်းလဲသွားစေနိုင်ပါတယ်။အဲဒီမှာလူနဲ့ဒူးတလုံးလုံးမတူးတလုံးလုံးထူးဆန်းတဲ့တံတန်းတစ်ခုကိုကင်မရာကနေရိုက်ကူးမိခဲ့ပါတယ်။နယူးမဂါစီကိုဆိုတာကလည်းဒီလိုအဖြစ်အပျက်ဆန်းနေနဲ့မဆိုင်လာပါဘူး။စိတ်တွေကိုသွေးဆုပ်တော့ပြီးအသက်သက်တယ်လို့နာမည်ကြီးတဲ့ချူပါကာဘရာဒန်နိုင်နေပြီးတော့လူကားရင်တိရစ္ဆာန်အသွင်ပြောင်းနေတော့ဖမ်းမိခံရတဲ့စကင်ဝါကာရီရဲ့ဇလန်းတွေကအနောက်တောင်ပိုင်းဒေသတွေကနေမဂါစီကို တောင်အမေရိကအတိုင်းအစိပ်ပိုင်းနေအထိပြန့်နေနေကြတာပါ။ဒါကြောင့်ဒီကင်မရာတွေကတရဝါဟာချူပါကာဗရာများလားဒါမှမဟုတ်စကင်ဝါကာတစ်စိတစ်ပိုင်းပြောင်းလဲနေတာများလားလူတွေကတဝါကြကြတွေးတောင်းနေကြပါရင်။ဘာဖြစ်ဖြစ်ကျွန်တော်ကတော့ဒီကောင်ကိုကြည့်လို့ကိုမရဘူးဗျ။ဆန်နာဖေးပါနေပြီဒီလိုကောင်မျိုးရှောက်သွားနေတာတွေ့ရင်တော့ကိုယ့်ရဲ့စားလိုက်သင်္ကေတကိုအမြန်ဆုံးပြန်စဉ်းစားမိမှာပဲလို့တောင်ဆိုထားပါရင်။ခင်ဗျားတို့ရောဘယ်လိုထင်လဲဗျ။တကယ်လှုပ်ဝက်တက်ဝါလားဒါမှမဟုတ်ပါနဲ့တဲ့လှည့်စားမှုတစ်ခုလားဆိုတာပြောပြခဲ့ကြပါဦးပေါ်တိုရီကိုဟိုတယ်ကဇွင်ဆွဲတဲ့တစီ နောက်ထပ်ဗီဒီယိုတစ်ခုကတော့ပေါ်တိုရီကိုကဟိုတယ်တစ်ခုရဲ့လုံခြုံရေးကင်မရာကနေလာတာပါကြည့်လိုက်ကြပါဦးအတော်လေးကိုထူးဆန်းပါတယ်လေပြင်းတိုက်တာတော့လုံးဝမဟုတ်ပါဘူးတစုံတစ်ခုကအမျိုးသမီးရဲ့စပင်ကိုရှင်းရှင်းလင်းလင်းဆွဲငင်သွားတာပါဒါလဲဆိုတော့ကိုတော့ကျွန်တော်တို့မမြင်ရပါဘူးဒီဟိုတယ်က1986ခုနှစ်ကမီးလောင်ပျက်စီးခဲ့တဲ့ဟိုတယ်တစ်ခုရဲ့အပေါ်မှာပြန်လည်တည်ဆောက်ထားတာဖြစ်ပြီးတဘောလုံးပြည့်တဲ့အတွက်နမည်ဆိုးနဲ့ကြော်ကြလာခဲ့ပါတယ်အဲ့ဒီလေနဲ့သံဝင်နှန်းတွေကကိုပြောက်အတန်နဲ့ခြေတန်တွေကြားရတယ်ထူးဆန်းတဲ့အရေးတွေလှုံရှားသွားလာနေတာကိုမြင်တွေ့ရတယ်။စသဖြင့်ထုံးစံအတိုင်း တစေကြောင်းလန်းမှုတွေကြုံရတယ်လို့ပြောကြပါရယ်ဒါပေမဲ့ဒီတစ်ခါကတော့ကြောင်းစရာကောင်းတာထက်ပိုပြီးစိတ်နှောင့်ယှက်ဖြစ်စရာကောင်းတယ်လို့ပြောရင်မှန်ပါလိမ့်မယ်ဆွဲချခံရတဲ့သူအဖို့ကတော့အတိတ်များပြန်သွားရရင်ဝမ်းဝမ်းထိုးကြမယ့်အထာမျိုးပဲခင်ဗျာအိန္ဒိယကနွားမျိုးတဲ့မွေဘလူးသမင်းမျိုးတဲ့နွားကိုကြည့်ဘူးကြည့်ရင်မှန်တယ်ကြည့်ပါနွားမျိုးတဲ့မွေကိုမြင်ဘူးကြည့်တော့ဗီဒီယိုကိုဆက်ကြည့်ပါအိန္ဒိယနိုင်ငံကလေသမားတူဟာသူ့ရဲ့လေကွယ်တဲကိုထွက်ကြည့်လိုက်တဲ့အခါသူ့နွားတစ်ကောင်ကိုအခုလေးတွင်မျိုးချပြီးကစားအီယာမမွေကြီးတစ်ကောင်ကိုတွေ့ခဲ့ရပါတယ် ။မွေးရဲကိုရင်အလင်းတက်တဲ့မှာကြီးမောင်းဖောင်းကားနေပုံကိုကြည့်ပါဦး။ထွက်ပြေးမဲ့အစားအဲ့ဒီလေသမားကကျိုးတချောင်းကိုဆွဲပြီးမွေးကိုကျွဲနှားတွေကိုဖမ်းသလိုမျိုးသူ့ကုံပေါ်ကနေကြောကွင်းနဲ့လှမ်းပြီးဖမ်းလိုက်ပါတယ်။အဲ့ဒီလူမဘလို့တက်တီမျိုးတွေရှိနေလဲတော့မသိပါဘူး။ကျွန်တော်သာသူ့နေရာမှာဆိုရင်လေလောက်တာကိုအဲ့နေရာမှာနေရက်လိုက်ပြီးနိုင်ငံတစ်ဝက်လောက်အဝေးကိုထွက်ပြေးပြီးမှပြန်လာဖို့စဉ်းစားမိပါပါ။ဒါကလည်းအောင်ချောင်းလား။ဒီဗီဒီယိုဖိုင်ကအွန်လိုင်းမှာတော်လေးကိုပြန်နေနေပြီး ဒီငွေကဘယ်ငွေအမျိုးအစားလဲဆိုတာလူတွေကအခုထိတိုင်အောင်ငင်းခုန်နေကြဆဲပါပဲတချို့ကတော့အလွန်ကြီးမားတဲ့အစိမ်းရောင်အနာကွန်တာငွေဖြစ်နိုင်တယ်လို့ဆိုကြသလိုတချို့ကတော့ဓာတ်ထက်ပိုကြီးတဲ့တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသေးတဲ့ငွေမျိုးအစားတစ်ခုခုဖြစ်နိုင်တယ်လို့ထင်ကြပေးနေကြပါတယ်ကျွန်တော်အမြင်မှာတော့တကယ်ဖြစ်နိုင်လောက်ပါတယ်ကံကောင်းစွာနဲ့ပဲကျွန်တော်ကဒေါ်နယ်ကြီးတွေထဲမှာအေယာမအစိမ်းပြင်းငွေကြီးတွေကျက်စားတဲ့နိုင်ငံမျိုးမှာမနေထိုင်တဲ့အတွက်ဒီအချောင်းတွေကိုတည်ပြီးတော့ရင်းနှီးမှုမရှိပါဘူး ကဲဒီတော့ပါပဲဒီလိုလောက်အဆန်းကျင်ပြီးဒီခါလေးမှာသွေးပြက်ထိတဲ့ဆရာကောင်းတဲ့ကင်မရာမန်တန်တွေကိုကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီအဖြစ်ပြက်ကြီးကကျွန်တော်တို့ကဘာကြီးဟာကျွန်တော်တို့ထင်တာထက်အများကြီးပိုပြီးလောက်အဆန်းကျင်နေသေးတယ်ဆိုတာကိုသတိပေးနေသလိုပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်